ချက်တော့နဲ့လမ်းလျှောက်တယ်ငားနီလေးမင်္ဂလာပါယူသန်နဲ့ဒိမန်ပရိသတ်ကြီးငားဆိုရင်ရေထဲမှာကူးခတ်နေတာကိုပဲမြင်ဘူးကြမှာပါဒါပေမဲ့ပင်လယ်ကျမ်းမြစ်မှာချက်တော့နဲ့လမ်းလျှောက်နေတဲ့ငားတစ်မျိုးရှိတယ်ဆိုရင်အံ့ဩသွားမလားသူကတော့ဩစတြေးလျတောင်ပိုင်းတက်စ်မေးနီးယားကျွန်းနီးပင်လယ်ထဲမှာတွေ့ရတဲ့ချီနီငားပဲဖြစ်ပါလိဒီငားလေးတွေကလက်နဲ့တူတဲ့ရင်ဘတ်စူးတောင်တွေကိုအသုံးပြုပြီးပင်လယ်ကျမ်းမြစ်ပေါ်ကိုလမ်းလျှောက်တယ်လို့တဖြည်းဖြည်းခြောက်သွားလေးရှိပါလိဒီထူးခြားတဲ့ရွေလျားပုံစံအပြင်အရွယ်စားကလေး15စင်တီမီတာ 6လက်မဝင်းကျင်လောက်ပဲရှိပြီးတောက်ပရဲ့အနီရောက်ခန္ဓာကိုယ်ပေါ်မှာအပြာရောင်အဆက်ဆက်လေးတွေနဲ့အင်မတန်မာလေးလှပပါပါသည်။ဒါပေမဲ့ဒီငါးလေးတွေကကဘာပေါ်မှာအရှားပါဆုံးငါးမျိုးစိတ်တွေကတစ်မျိုးဖြစ်လို့နေတာပါ။လက်ရှိကဘာမှာတဘာဝပတ်ဝန်းကျင်နဲ့နေထိုင်နေတဲ့ငါးနီလေးအကောင်ကြီးအကောင်တရာလောက်ပဲကျန်တော့တယ်လို့ခန့်မှန်းထားရပါသည်။ရှားပါလာရတဲ့အဓိကအကြောင်းရင်းကတော့လေရုညဉ့်ညံတာ၊ရေရုညဉ့်ညံတာအပါအဝင်နေထိုင်ရပြီးလဲရေအောင်မြက်ခင်းနဲ့ပြည့်စည်ဆုံးရှုံးမှုနဲ့ရာသီဥတုပြောင်းလဲမှုတွေကြောင့်ပဲဖြစ်ပါသည်။ ဒါကြောင့်မလို့ဒီချိန်ဒီငါးလေးတွေမျိုးသုံးမသွားရလीအောင်ထိမ့်သိမ့်ရဲ့အဖွဲ့အစည်းတွေကအားထုတ်ကြိုးပမ်းနေကြပြီးကဘာရှားပါစီးရင်မှာထိတ်ဆုံးကပါဝင်နေတာပဲဖြစ်ပါသေးတယ်